ဒီကောင်လေးဟာငငယ်လေးကလေးကဝင်းဘလူရီနဲ့အတူတူကြီးပြင်းလာတယ်။ချစ်တဲ့နဲ့လျာကလေးရွယ်တာဆန်လေးကိုလူရီနေတဲ့ရွာစီကိုပြန်ပို့ပေးနေတော့တာဆန်ကိုမုန်းနေတဲ့ကြာကြီးကခုံအုပ်ဖို့လိုပါတယ်။လေမြန်တဲ့ချစ်တဲ့နဲ့ကချက်ချင်းပဲပြန်ခုံအုပ်လိုက်ပြီးတာဆန်ကိုပြေးခိုင်းတယ်။ဒါပေမဲ့ချစ်တဲ့နဲ့ကထင်ရရသွားလို့ကြားကတာဆန်နောက်ကိုဆက်လိုက်လာတယ်။ကန်ကောင်းကျန်တော့ကျွဲဥကြီးပေါ်လာလို့ကြားလဲကျွဲထိကြတဲ့မှာလွင်ကုန်ပါတယ်။အရာကိုခွင်ကောင်းယူတာဆန်ကဆက်ပြေးတယ်ပြီးတော့ရွှေနုံနဲ့ခုံချလိုက်ရင်လည်းကျွဲတကောင်ရဲ့ဂျိုးကိုတွေ့ပြီးတော့လိုက်ပါသွားပါတယ် ကြားရဒေါသထွက်သွားပြီးတော့ဒါဆိုင်ကိုငငယ်ကလေးကကြည့်ခဲ့တဲ့ဝင်ပလီအုပ်စုစီကိုသွားလိုက်တယ်။ကြားကားတတော်ရဲကြားထဲမှာလူသားမနေတဲ့မို့လို့ချင်းချောက်ခဲ့ဘူးရာကြောင့်ဒါဆိုင်ဟာလူတွေနေတဲ့ရွာကိုပြန်မို့အတွက်ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့ကြားကတကယ်တကယ်ဒါဆိုင်ကိုတတ်ချင်တဲ့အထိမုန်းနေတာဖြစ်ပါရဲ့။အဲဒါကြောင့်ဝင်ပလီကောင်းဆောင်ကိုလည်းကြိုက်တက်ပြီးတော့ကြောက်ထဲကိုပြစ်ချလိုက်တယ်။ဒါအောင်တွေ့သွားတဲ့ဝင်ပလီအမေကြီးနဲ့ကလေးတွေလည်းထိတ်လန့်တကြဖြစ်ပြီးတော့နေနေရတာပါ။ဒါဆိုင်ကကျွဲပေါ်မှာအိပ်ပျော်နေရင်နိုးလာတော့ချောင်းပြီးမှရောက်နေရတွေ့လိုက်ပြီးမိုးတားရွာကြောင့်တောင်ပေါ်မြေသားတွေပြော့ပြီးတော့တဖြည်းဖြည်းနဲ့ပြိုကျလာတယ်။အဲဒါ ာနဲ့ချက်ချင်းမဲ့အောက်ကရေထဲကိုခုန်ချလိုက်ပါရယ်ဂုံးပေါ်တက်လာတော့သူဟာဒေါနတ်တစ်ခုနဲ့ရောက်နေပြီးကြီးမားတဲ့မွေးရည်ကုန်လေးကိုတွေ့လိုက်ပြီးဘိုင်းစာစာနဲ့အသေးခူးစားနေတော့မြေခွေးတချို့ကသူ့ကိုသိရလို့လူသွားတယ်ဒါဆန်ကအသေးပြန်ယူဖို့အတွက်အနာကနေလာရင်းနဲ့အီယာမမွေးကြီးတစ်ကောင်နဲ့တူလာပြီး ချိန်မွေရမျက်လုံးကိုကြည့်ပြီးအတိတ်ကိုမြင်နိုင်တယ်လို့ပြောရင်းနဲ့ဒါဇန်ရဲ့အတိတ်ကိုပြောပြတယ်။ဒါဇန်ပေါက်ဆရွယ်မှာသူ့ဖေဟာသူ့ကိုခေါ်ကူတဲ့ခဏဝင်နေတယ်။အဲ့ဒီအချိန်ကြားရောက်လာတော့အဖေဖြစ်တဲ့သူကမီးတုံးနဲ့ကြားကိုခြောက်တယ်။ဒါပေမဲ့ကြားကကိုက်တက်လိုက်ပြီးမီးကိုကြောက်တော့အပြင်ကိုပြေးထွက်သွားတယ်။ကလေးရှိနေတာတော့မသိလိုက်ပါဘူး။အချိန်တော်ကြာပြီးတော့ကလေးကအဖေကိုမတွေ့လို့ကူပြင်းထွက်လာတယ်။စက်တနက်ကလည်းတောင်းရင်လိုက်သွားနေရင်ကလေးကိုမြင်တော့သူနဲ့ခင်တဲ့ဝင်းပလီအုပ်စုစီမှာသွားချခဲ့တာပါ။ဒေချောင်းတွေကိုဒါဇန်တယောက်စိတ်ဝင်စားနာထောင်နေတော့ငွေရေးပတ်တာခံလိုက်ရပါပြီ။ မွေရသူရဲ့ကြီးမားတဲ့ပါဇက်ကိုဟပြီးတော့မျိုးချဖို့လုပ်နေတော့မှာပဲဝဝံတကောင်ရောက်လာပြီးတော့မွေရုပ်တိုက်ခိုက်ပါတယ်ပြီးတော့သတိလက်နီရဲ့တာဆန်ကိုခေါ်သွားတယ်တာဆန်သတိရလာတော့သူဟဝဝံရဲ့ကူရဲကိုရောက်နေပြီးဝဝံကသူ့အတွက်ပြားရည်တွေယူပေးပြီးကျေးဇူးပြန်ဆက်ဖို့တောင်းဆိုတယ်ကျေးဇူးတည်တတ်တဲ့တာဆန်ကတောထဲမှာခိုင်မာတဲ့ຫນွေကြိုးတွေကိုဖျက်ယူပြီးပြားအောင်ရှိတဲ့ကဘာပေါ်ကအစ်ပင်မှာခြိလိုက်ပါတယ် ပြီးတော့နွယ်ကြိုးနဲ့ဆင်ပြီးတော့ပြားအုံတွေကိုဒုံးနဲ့ထိုးချနေရင်ပြားတုတ်တာလည်းခင်းရပါသေးတယ်။ဒါပေမဲ့တာဆန်ကအောက်ကိုကြောင်ခြေထောက်နဲ့ပါကန်ချပါတော့တယ်။အောက်မှာစောင့်နေရဲ့ဝက်ဝင်လည်းအားရပါးရစားပါပြီ။တာဆန်ကြောင်တီးလိုက်ရတဲ့ဝက်ဝင်ကရွာရှိတဲ့နေရာကိုပို့ပြီးဖို့ဆုံးဖြတ်လိုက်တယ်။ရွာနာရောက်တော့တာဆန်ကတောထဲမှာပဲပို့ပြီးတော့နေပြောတယ်ဆိုတာသိလိုက်ရပါပြီ။ဝဝင်ကြီးကလည်းသူ့အတွက်ပြားရည်တွေယူပေးရင်းနဲ့ဂူထဲမှာအတူတူနေလို့ရတယ်လို့ကန့်လန့်လာခဲ့တာကြောင့်တာဆန်လည်းလှည့်ပြီးတော့ပြန်ခဲ့တယ်။အဲဒီလိုနဲ့တာဆန်ဟာဝဝင်ကြီးအတွက်ပြားရည်တွေယူပေးလိုက်တောထဲမှာလိုက်သွားလိုက်နဲ့ပျော်ရွှင်နေတာပါ။ တရားကြားဝဝင်တဲ့အတူတူခြောင်းထဲမှာရေကူးရင်းနဲ့တခြင်းဆိုနေတော့ခြောင်းထဲမှာတယောက်ယောက်ရှိနေတာကိုသတိထားမိလိုက်ပါတယ်။နောက်မှစက်တဲ့နဲ့ဖြစ်နေတာစက်တဲ့နဲ့ကတာဆန်ဟာရွာကိုမသွားဘဲနဲ့တောထဲမှာပဲနေနေလို့ဒေါသထွက်ပြီးစူပူပါတော့တယ်။ညကျတော့တာဆန်တိဟောင်းအတန်တွေကြားလို့နိုလာတယ်။စေယုံကြီးဟာရှုံတော်နာပပတ်လေးမှာဝိုင်းနေကြတယ်။အမန်တော့ဆန်ပေါင်လီးရီယာနုံထဲမှာနေနေတာကြောင့်မှာ ာဇန်ကသူ့ရဲ့နှွေကြိုးတွေကိုပြင်ယူပြီးစင်ပေါကိုအပေါ်ဆွဲတင်ပေးလိုက်ပါတယ်။ချက်တင်ကတာဇန်သာဒေါ်ရဲမှာဆက်နေရင်ဂျာဂျီစီကမလွတ်နိုင်ကြောင်းဝန်ဝင်ကိုရှင်းပြတယ်။ပြီးတော့တာဇန်ကိုဖြောင်းပြပေးဖို့ကိုညိတောင်းလာပြီးဝန်ဝင်လည်းသူ့အတွက်ကြားဟီတွေယူပေးစရာမလိုတော့ဘူးလို့လေးသားမမနဲ့ပြောပြီးတော့တာဇန်ကိုမောင်းထုတ်ပါတယ်။တာဇန်တယောက်စိတ်တူတူနဲ့ဒေါ်ရဲမှာထိုင်းနေတော့မြောက်တေဆွဲခေါ်သွားတာခံလိုက်ရပြီးတာဇန်အော်တန်ကြောင့်ဝန်ဝင်နဲ့ချက်တင်ကလိုလည်းလိုက်လာကြပါပြီ။မြောက်တရတောင်ထိပ်တနီယာကစာအုပ်ဟာတစ်ခုစီကိုခေါ်သွားတယ်။အထင်ဝင်တော့ကြီးမားတဲ့မြောက်ဝင်ကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။ ဒေမြောက်ဝင်ကြီးကဒါဇန်ကျောင်းတိတ်တိတ်ချာချာသိနေတာသူလိုဇန်နာယူလာပေးမယ်ဆိုရင်တော့ဒါဇန်ကိုကာကွယ်ပေးမယ်လို့ပေးယူလုပ်ပါတယ်။သူကလူတွေနေတဲ့ရွာကအနီရောင်ပန်းကိုယူလာခိုင်းနေအနီရောင်ပန်းဆိုတာကမိသားကိုဆိုလိုတာဖြစ်ပါတယ်။ ဒေါ်ရိုက်တတဝရီယမိထောက်ကိုကြောက်ကြတာမလို့သူစီမာသာရှိရင်သူဟာဩဇာအာဏာရှိဆုံးဖြစ်လာမှာပါဒါပေမဲ့တာဆန်းကညှင်းလိုက်ပါတယ်စတဲ့နန်းနဲ့ဝဲဝင်ကလည်းတောင်ထိတ်ကိုရအောင်တက်လာတယ်ဝဲဝင်ကမြောက်တွေအာယုံလွှဲအောင်လို့တောက်တက်ကြရတယ်ရှောက်ပြောတယ်အဲ့ဒီချိန်စတဲ့နန်းကတခြားဘက်ကနေတာဆန်းကိုခေါ်ထုတ်သွားတယ်ဒါပေမဲ့မြောက်တွေရိမ့်မိသွားပြီးအနောက်ကလိုက်လာတယ်တာဆန်းကတခြားဆောက်ထဲမှာဝင်ပုံနဲ့ဝဲဝင်နဲ့စတဲ့နန်းကတော့မြောက်အုပ်ကြီးနဲ့ခြားကြပြီးသူတို့ကအကောင်ကြီးပေမဲ့မြောက်အုပ်ကတော့တော်တော်လေးကိုတိုက်ခိုက်လို့ရပါတယ် ညဝင်ကြီးကတော့တာဆန်ရှိတဲ့အဆောင်ကြီးတွေကိုဇက်တိုက်ပတ်ပြီးတော့မှွေနေတယ်။တာဆန်ကဝင်ပလေကောင်းဆောင်စီပဲပြန်နေမှာဖြစ်တဲ့အတွက်သူ့နောက်ကိုဆက်မလိုက်ဖို့ပြောတယ်။ညဝင်ကြီးကဝင်ပလေကောင်းဆောင်ဟာကြားလက်ချက်နဲ့တေးသွားပြီလို့ပြောပြတယ်။အခုမှသိရတဲ့တာဆန်လည်းကိုနာကိုမယုံနိုင်ဖြစ်သွားခဲ့တော့တာပေါ့။ညဝင်ကသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့အိုဟောင်းနေတဲ့အဆောင်တွေဇက်တိုက်ဝင်နေလို့ခနာကြမှာပဲဖြည်းဖြည်းချင်းပြိုကျလာပြီ။တာဆန်ကခမျက်မျက်မဲတက်ပေတပင်မော်ခုံတက်လိုက်ပြီးညဝင်ကြီးကတော့အဆောင်ထဲမှာပြီးတီးသွားရှာပါပြီ။ ချက်တဲ့နန်းနဲ့ဝက်ဝင်ဟာဝင်ပလေကောင်းဆောင်တည်ဆုံးတော်မပြောပြလို့ဆိုပြီးတာဆန်ကစိတ်ဆိုးသွားပါတယ်။ကြောက်ကလစားချိန်မဲဆိုပြီးတော့ရွာထဲကမီးထုတ်တစ်ချောင်းကိုခွေယူလိုက်တယ်။ပြီးတော့ဝင်ပလေတွေရှိတဲ့နေရာကိုပြန်ပြေးလာပြီးကြားကြီးကိုစိန်ခေါ်လိုက်ပါတော့တယ်။ဒါပေမဲ့တာဆန်မီးထုတ်ကနေကြားလာတဲ့မီးစားတွေကြောင့်တောနေရာတချို့မှာမီးလောင်နေပါပြီ။ကြားကြီးကတာဆန်ဟာသူတို့ကိုဒုက္ခရအောင်လုပ်နေတယ်ဆိုပြီးတခြားကောင်တွေကိုသွေးထိုးစကားပြောပါတယ်။ ဒါပေမဲ့ဝက်ဝင်နဲ့ကြက်တဲ့နဲ့ပြင်းယုံလာပြီးတာဆန်ဘက်ကကပြောပေးတယ်။နောက်ပြီးတော့ဝင်းဘလူရီကပါတာဆန်ဘက်မှာနေရင်းနဲ့ကြားကိုဝိုင်းပြီးတော့တိုက်ခိုက်ကြပါတယ်။တာဆန်ကတော့မီးလောင်နေတဲ့ဒေါ်ရဲကိုပြေးသွားခဲ့တယ်။ကြားလည်းတာဆန်နာကိုလိုက်လာတယ်။တာဆန်ကနှွေးချိုးတစ်ချို့ကိုယူတက်ကိုင်းမှာခြေထားလိုက်တယ်။ကြားအောင်တွေတော့တက်ပေမော်တက်ပြေးတယ်။ကြားလည်းရအောင်တက်လာတယ်။ ခဏနေတော့တာဆန်ကကြားတော်သားထွက်အောင်ဆိတ်ဆွာပေးလိုက်တယ်။ကြားလေတာဆန်ရှိနေတဲ့တဲကိုင်းကိုခုံတော်တယ်။တာဆန်ကချက်ချင်းရွယ်ကျိုးစီကိုခုံလိုက်တယ်။ကြားတဲကိုင်းမှယက်နေပေမဲ့တဲကိုင်းကြောက်ဖြစ်နေတာကြောင့်ကြိုးကြပြီးတော့သူ့လည်းမိဘုံတွေကိုပြုတ်ကျသွားပါပြီ။တာဆန်အောက်ဆင်းတော့ဆင်းအုပ်ကြီးနဲ့တို့တယ်။ဆင်တွေကမြည်ရီစီချောင်းတွေကိုမိလောင်နေနေရစီရအောင်လို့လမ်းချောင်းပြောင်းလိုက်တယ်။မြည်ရီတွေဒလဟောစီးလာတာကြောင့်ဒရောလုံးခဏလေးတွင်းမှပဲမိငိမ့်သွားပါတော့တယ်။ recap ကတော့ဒီလောက်နဲ့ပြီးပါပြီ။အသေးသေးသော recap နဲ့ပြန်လာခဲ့ပါအောင်ပဲဆက်လက်ချက်ကင်အားပေးပါအောင်နော်။ bye bye